ဖះနဲ့တွေ့တယ်ဆိုတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်။အခုဘုန်းကြီးတို့တွေအခုတရားနာနေကြတဲ့တရားနာပရိသတ်တွေဟာတစ်ချိန်တစ်ခါတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကုသိုလ်နဲ့အလံဝေးတဲ့ပုဂ္ဂိုလ်ဆိုရင်တရားပွဲနားတော်လာမှာမဟုတ်ဘူး။ဒါသိကြတယ်နော်။တရားနာဖို့စိတ်ကူးတော်ရမှာမဟုတ်ဘူး။စတေရှူရူဘာလို့ပဲသွားကြမှာ။အဲ့လိုဝါဒနာကူမပါဘူး။ အဲ့လိုခုလူဝါသနာပါမှုဆိုတဲ့ဒီနှလုံးသွင်းအစ္ဆတရားရရှိလာတာအတိတ်ဘဝနဲ့ဆက်သွယ်လာတယ်လို့ဆိုတယ်။ပြီးတော့တရားကို나ယူနိုင်တဲ့အသိပညာရှိဖို့ဆိုရမယ်။တာမန်နဲ့မရအောင်တရားပွဲမှာလည်းပဲရည်ကြာရေးပြောပြီးတော့တသောသောကြီးရမှာကျင့်တတ်တဲ့တရားမျိုးပဲသွားမှာပဲနော်။အခုလိုတရား6ဆိုတာဘယ်သူမှမနာ။တရား6ဆိုတာ အာယုဆိုင်ပြီးတော့နားထောင်ရတယ်နားလဲအောင်နားထောင်ရတယ်ရည်စရာလည်းမပါဘူးမောစရာလည်းမပါဘူးပုံဝှထုလည်းမပါနော်ပုံဝှထုလည်းအမှန်တမ်းနေပြီသဘာဝတရားတွေကိုပဲပြောတာဆိုတဲ့တရားဝဲကြတော့ရှေးကတရား6လို့ခေါ်တယ်နော်အဲ့တော့ညမပြေမလဲရှေးကတရားတွေဟောကြတယ်ရည်စရာမောစရာပုံတို့ပတ်စဟာသရိနဲ့ဆိုလို့ရှိရင်တဘာဝတဟဟနဲ့အပြင်းပြေတာပေါ့နော် တရား6နဲ့ရင်တော့တဝါဝါတန်းတာပဲဖြစ်နေမယ်ရှိမှာတော့မဟုတ်တန်းခြင်းနဲ့စိတ်တွေနဲ့တန်းကုန်ကြတာပေါ့နော်အေးဝါသနာဆိုတာအမျိုးစုံပဲအတိတ်ဘဝတော့ကုသကောင်းမှုတွေလုပ်ခဲ့ကြ သည့်အတွက်ကြောင့်ဒီလိုတရားတွေကိုနာယူနိုင်တယ်တရားပွဲလာနိုင်တယ်ဆိုတာဟာလေအစင်တစ်ခုပဲလို့မှတ်သားကြမှာဖြစ်တယ်နော် နောက်ပြီးတော့သူလုံးခဲ့တဲ့ကုသိုလ်ကောင်းမှုတွေဟာဝိဝတုပနေတယကုသိုလ်လို့ဝိဝတာဥပနေတယကုသိုလ်ဝေကင်းရနိဗ္ဗာန်ကိုရည်တမ်းပြီးတော့လုံးခဲ့တဲ့ကုသိုလ်ကောင်းမှုမျိုးဒါနလှူလဲဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုသီလဆောင်တည်လဲဣဒံမေသီလနိဗ္ဗာန်တပစ္စယဟောတုဆိုရင်တန်မြေဟောကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကုသိုလ်ကောင်းမှုတွေကိုလုံးခဲ့တဲ့ပုဂ္ဂိုလ်ဟာ တို့ရလူကြောင်လမ်းကြောင်းမို့ကိုရောက်ရောက်လာတတ်တယ်ပေါ့ပါရမီမပြည့်သေးဘူးဆိုလို့ရှိရင်တော့ကိုယ်အတိညာကရင့်နေမှာရင့်တည့်ရသည်တောင်မှပဲချိုးတယ်ဆိုတာမဲ့အောင်စားမှချိုးတာလေမဆောင်မဲနဲ့ငယ်ငယ်လေးတည့်ရသည်ဒီကစားလေးခူးစားလို့ပဲချိုးမလဲနော်အဲ့ဒါအချိန်ခါဆိုတာရှိတယ်လူတွေမှလည်းပဲအတိညာရင့်ကျက်လာတဲ့အချိန်ဆိုတာရှိတယ်အဲ့ဒီလိုအချိန်ခါမျိုးမှသူက تو جردید یعنی یک پی بادر